ခုတော်တော်လေး surprise ပို့တာပေါ့နော်ဟိန္ဒူမင်္ဂလာဆောင်တွေပို့ပါတယ်ဟိန္ဒူမင်္ဂလာဆောင်တွေပို့ပါတယ်ဆိုတော့ဘလို့အတွေ့အကြုံလေးပေါ့နော်ရလဲဆိုတော့တက်ကိုအသက်ရမှာတစ်ခါမှမကြဘူးတဲ့အတွေ့အကြုံအာဘာလဲဆိုတော့ဒီမင်္ဂလာဆောင်တပွဲကိုရောက်သွားတယ်ပေါ့နော်ရောက်လဲရောက်ပါကိုကမေးရပါတော့ထုံးစံနိုင်ပေါ့နော်ဆိုတော့အဲချစ်သူတက်တယ်ဘယ်လောက်ရှိပြီလဲလို့မေးလဲမေးလို့သူတို့ဘာပြေလဲဆိုတော့လေတော်တော်ရဲဆိုလို့ရှိရင်လေအဲမင်္ဂလာဆောင်တဲ့နေ့ကျမှမြင်ဘူးတာတဲ့ ရောင်မလေးကလှသွားပါပြီဒါပြင်ဆင်ပေးနေတာပေါ့နော်တောင်းတစ်တောင်းမမြင်ဘူးဆိုတာလေးပေးစားတဲ့လူကြီးတွေကတော့ဓာတ်ပုံကြည့်ပြီးတော့သူတို့ကပွဲစားပြောတဲ့အတိုင်းသူတို့ကလက်ခံပြီးတော့ပေးစားကြတာပေါ့နော်ဖြူတို့ကမသိပါဘူးရှင်မင်္ဂလာပါခင်ဗျာဒီကမှာတော့ဟိန်တို့ရွေးရမင်္ဂလာဆောင်ခန်းသားလေးကိုကျွန်တော်ချစ်တဲ့မိတ်ဆွေတွေအတွက် vision လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ ခုတလော်လေး surprise ပို့တာပေါ့နော်ဟိန္ဒူမင်္ဂလာဆောင်လေးပို့ပါတယ်ဟိန္ဒူမင်္ဂလာဆောင်လေးပို့ပါတယ်အဲ့တော့ဘလို့အတွေ့အကြုံလေးပေါ့နော်ရလဲဆိုတော့တက်ကိုအသက်ရမှာတစ်ခါမှမကြဘူးတဲ့အတွေ့အကြုံအဲဘာလဲဆိုတော့ဒီမင်္ဂလာဆောင်တပွဲကိုရောက်သွားပြီပေါ့နော်ရလဲရောက်ပါကိုအမေးရပါပေါ့နော်ထုံးစံတိုင်းပေါ့နော်ဆိုတော့အဲချစ်သူတက်တယ်ဘလောက်ရှိပြီလဲလို့မေးလဲမေးလို့တော့ဘာပြေလဲဆိုတာလေးတရွဲဆိုလို့ရှင်လေးအဲမင်္ဂလာဆောင်တဲ့နေ့ကျမှမြင်ဘူးတာတဲ့ဟဲ့အစိုးရကမြင်ဘူးတာမဟုတ်ဘူးလားဆိုတာလုံခဲ့တဲ့ဟိုတပတ်လောက်ကသွားပို့တာ မဟုတ်ဘူးတဲ့အဲ့နေ့ကျမှမြင်ဘူးတာတဲ့မင်္ဂလာဆောင်တဲ့နေ့ကျမှမြင်ဘူးတာတဲ့ကိုတော့အဲ့အော်ရဝါအဲ့ဟာကိုပေါ့နော်ဘယ်လိုမျိုးလက်ခံတာလဲဆိုတော့မိဘစင်ကသဘောတူလို့ပေါ့နော်လက်ခံတာတဲ့ဟဲအဲ့လိုမျိုးတွေရှိရနော်ဆိုတော့အဲ့အမကြီးကသတို့သမီးအရန်ရှက်နေအဲ့နေ့တော့ဆိုလို့ရှိရင်အာသတို့သားတော့ပြုံးပြုံးရှိရင်ねအကိုလို့အမကိုဘယ်နဲ့မှတ်ပေးမလဲဆိုတော့အမှတ်မေးတာပေါ့နော်အမကိုလို့အခုမှမြင်လို့ဘယ်နဲ့မှတ်ပေးမလဲဆိုတော့သူပေးရောပေးရအမေတရားတော့မပြည့်ဘူးထင်တယ်နောက်တော်တော်ရရလဲအဲ့တိုင်းပဲသိလားဟို ဟိုလူချင်းကြီးပေးစားတာလေဟဲ့အဲ့လိုမျိုးတွေသီးလားကိုအခုမှကြားဘူးတာဗောနောတကယ်ချင်းနေအားလုံးစောက်မြော်နေတဲ့သတို့သားလေးရောက်လာပါပြီရှင်ဒါကတော့ရကတိတော်မဲသူကခြေတော့စီးပေးတာတို့နောက်လိုအပ်တာတွေလုပ်ပေးရတာဗောနောဥလေးကတော့ကျမရင်မကောင်းတော့ဒါဥလေးအငယ်ကကိုစားလုပ်ပေးတာပါပြီးရင်တော့သတို့သမီးနဲ့လည်းမတွေ့ရသေးပါဘူးမဆောင်ရသေးပါဘူးတချံကျော်မှသွားနာပြီးတော့ခဏဆောင်ရပါမယ်သတို့ဘက်ကပါလာတဲ့ဧည့်သည်အမျိုးစွေတွေကိုထမင်းကျွေးရဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာကလူမျိုးရေးခွဲကြတာမဟုတ်သလိုဘာသာရေးတိုက်ခိုက်တာလည်းမဟုတ်ဘူးဆိုတာကိုလည်း သိသိကျင်ပါတယ်။ပါပါမယ်။ဖြူကတော့လူကိုတိတ်အဓိကထားပြီးမကြည့်ပါဘူး။လူတယောက်ကိုကြည့်ရဲဆိုစိတ်ဓာတ်နဲ့လောက်ရက်ကိုပဲဖြူတို့ကကြည့်ပြီးတဲ့ဆုံးဖြတ်ပါတယ်။ပေါင်းသိမ့်ပါတယ်။ဒါလာတယ်ဆိုတော့ကျွန်တော်လိုပဲမမြင်ဘူးသေးတဲ့အမျိုးတွေမြင်ဖို့ရလေအောင်ဆိုပြီးတော့တိဆက်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုပေါ့ပျော်ပါပေါ့အကအခုံနေနဲ့ကျူဆူရတာပေါ့နော်ဒါအတူတူတမိဘက်ကအဲဒီလိုမျိုးလေးလောက်ရပါတယ် ကျူဆိုတာတစ်ခုကလည်းရှိသေးတယ်ဒါကဖရာသခင်ဆိုပြီးတော့ကျူဆိုတာလည်းရှိရဲသူတို့သားဘက်ကနမဲငါစာကြီးပြောပြီးတော့ဆဲတာလို့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျူဆိုတာလည်းရှိတယ် သူတို့သားအုတ်ချုပ်ကိုလည်းမလုပ်ပြတာလည်းတော့မသိဘူးပြောတော့အဲသူတို့ဘက်ကပါလာတဲ့ဧည့်သည်တွေပေါ့နော်သူတို့တွေကိုထမင်းကျွေးနေပါပြီဒါဟိုဘက်အချမ်းဦးလေးအိမ်မှာ ထမင်းကျွေးနေပါတယ်သူတို့သမီးကို ခေါ်လိုက်ပါပြီဒါမန္တပ်ထဲမှာသူတို့သမီးကိုအမျိုးဆွေတွေကချီးမြှောက်ဖို့ပေါ့နော်ခေါ်လိုက်တာပါအဲနောက်ဆုံးနှုတ်ဆက်တာပေါ့ချီးမြှောက်ပေးတာ တီးတဲ့လူတွေကလည်းသဘုံတီးနေပြီ။ဘာကြောင့်လဲဆိုတော့လေသတို့သမီးဘက်ကလေသတို့သားဘက်ကိုရေးဆဲတဲ့အဲ့လိုပေါ့နော်ပြောဆိုလုပ်တယ်ဟာမျိုးပေါ့ရှိတယ်ပေါ့နော်။အဲ့ဒါဆိုသူတို့ဘက်ကလည်းဒါတီးပြီအဲ့ဒါမချားရအောင်လို့ပေါ့နော်။ဒါအမျိုးရှိတွေဒါချီမြောက်တာပေါ့နော်။ကိုယ့်ရဲ့ညီကိုမောင်နှမတွေအတော်တွေဦးလေးတွေပေါ့အဲ့လိုမျိုးပေါ့။ဘာလောက်တာလဲတော့မသိဘူးသူတို့သမီးကိုမျက်စိမှိတ်ပြီးတော့အဲဒီတိပြက်တွေကိုကြိုက်ခိုင်းတာ ရွာတော့တိတ်ပြီးတော့အဲ့ဒါတွေအခေါ်ဝေါ်တွေတိတ်မတက်ပါဘူးရှင်။ဟာအသေးစိတ်တော့တိတ်မတိပါဘူးခေါ်တာတွေပေါ့နော်။အဲ့လိုမျိုးပေါ့။ဒါနောက်ကိုဒီအမျိုးဆွေတွေမှာကိစ္စရှိရဆိုလို့ရှင်လေဟိုဒီသူတို့ကိုယ့်ရဲ့တူမအတူတူမတွေပေါ့နော်သူ့ကိုတွေ့ကျင်လို့ဖိတ်တယ်ဆိုရင်တော့သူတို့ဘက်ကခွင့်ပြုမှလာလို့ရတာမအားလို့ဘာညာနောက်လာမှာမဟုတ်ဘူးမတွေ့ဖြစ်တာများတယ်အမ်ဒါကတော့ဖြူကလည်းချိမြောက်တာပေါ့နော် ်သူကရန်ကုန်မှာနေရမယ်လို့တော့ပြောတာပဲရန်ကုန်မှာနေရမယ်ဆိုရင်တော့ဖြူနဲ့တွေ့မှာပေါ့နော်ဒါကသရိုသားဘက်ကသူ့ကိုပစ္စည်းတင်มาပြီအဲသူဘာတွေတင်လဲဆိုတော့ဆွဲကြိုးတို့လက်စွပ်တို့ဒီခြေထောက်ကဖူးချိန်ပါရဲလို့ပေါ့နော်ခါချိန်နာရီနော်အာနောက်တော့အဲ့မုတ်တွေပါပဲပေါ့နော်အစုံပေါ့ဒါတွေကအဲ့ဒါတွေတင်ပါတယ်သူတင်ပြီးတော့မှနောက် တို့သားကိုခေါ်ပြီးတော့မှနှစ်ယောက်အတူထိုင်ရမှာဖြစ်ပါတယ်လောလောဆယ်တော့မထိုင်ရသေးဘူးတွေ့လည်းမတွေ့ရသေးဘူးတို့သားကိုခေါ်ပြီးတော့ဟိုကလောက်အောင်ပဲတခုခုပေါ့နော်အဲဖြူကလည်းအဲ့လိုမျိုးပဲတိုးဟွေပြီးတော့ဗီဒီယိုရိုက်ရတယ်သွားကြည့်ရတယ်ကိုယ်မှလည်းမနာရဘူးအရင်ပင်မှမှာတယ်နော်တကယ်ချင်းတို့ကလည်းအဲအပေးတယ်ဆိုတော့လေနော်တို့သားနဲ့နှစ်ယောက်ဆောင်းတာလေးထပ်တင်ပေးပါမယ် တကယ်ချင်းတို့ရေသူတို့သားကိုဖြူဝအနိကတ်သွားကြည့်ရင်းနဲ့ဒါအာတိလောက်ပြောင်းပါတော့မိပြရင်းနဲ့ဒါကြိုးဆိုတာလို့ခေါ်တာပေါ့အဲလူတွေကလည်းစိတ်ဝင်စားကြပါသူတို့သားဆိုတော့အကုန်လုံးအုံနေတော့တိုးခွေပြီးတော့သွားပြီးတော့အနိကတ်သွားကြည့်ရင်းနဲ့ကြိုးဆိုပွဲလေးလုပ်ခဲ့ပါတယ်ကိုနဲ့အမျိုးတော်မှန်သူဆိုတော့လေနော်တည်တည်ချာချာလေးလုပ်ရတာပေါ့ တို့သားကလည်းတို့သမီးကိုမတွေ့သေးဘူးဆိုတော့သူလည်းရှင်ခုန်ပြီးစိတ်လှုပ်ရှားနေတယ်သူလည်းဒါကတော့တို့သားစပြီးတော့မန်တပ်မှာထိုင်ပါပြီသူလှုပ်ရှားရှိတာကြီးလုပ်ရမယ်ပေါ့နော်ဒါကတို့သမီးနဲ့တို့သားထိုင်မှုအတွက်ဖိနိုင်ကုန်ကိုဟိုဟိုပဲရွှေလိုက်ဒီပဲရွှေဘာလို့တားလဲတော့ဖြူလည်းမသိဘူးဒါကတို့ကမင်္ဂလာပွဲမပြီးမမြောက်ချင်းဒီခုန်မှာထိုင်ပြီးတော့ဆောင်းသွားမှာပါဒါနှစ်ယောက်ပေါ့နော်ပြီးတော့ဒါတို့သမီးရဲ့မိဘတွေနဲ့ မိတ်ဆက်တာပေါ့နော်တရားဝင်မိတ်ဆက်ပြီးတော့မှဘုံကြီးနဲ့အတူတူမိသူတို့သမီးမိဘနှစ်ပါးနဲ့အတူတူသူကအရင်ဆုံးမင်္ဂလာပွဲကိုစရပါတယ်ဒါတော့ဦးလေးအငယ်လင်မယားပေါ့နော်သူတို့ကိုစားလုပ်ပြီးပါတယ်အဲမလှအောင်တော့ဖြူကမျက်နှာလေးကိုပြင်အောင်မယ်သူတို့မီးပုံပတ်တာတော့ဖြူကမမီလိုက်တော့ပါဘူးဖြူကဟိုဘက်မှာလေထဲမှာသွားပြီးတင့်တော့သွားရိုက်နေလို့နော် ဒါမိဘုံပတ်ပြီးသွားပါပြီ။ဟိုမိဘုံပတ်ပြီးတော့ဒါဖုံကြီးရဟိုပါဟိုဂရီတောင်းတာပေါ့နော်အဲ့လိုပေါ့ကောင်းကောင်းမွန်မွန်နေရမယ်။ပစံရှာမိမောက်အဲ့ရမယ်။ဘာညာပေါ့နော်အဲ့ဟာမျိုးတွေပြောဆိုနေတာပေါ့နော်။ဖုံကြီးပြောတာနောက်ထောင်ပြီးတော့ဂရီပေးတာပေါ့နော်။ ်ခုကတော့ဆင်သူထဲပါမယ်ဒါကတော့ထုံးစံအတိုင်းပေါ့အမျိုးသမီးဘက်ကမမြင်အောင်ကာဆောင်ကာပြီးတော့ထည့်ရပါတယ်၅ချိန်ထည့်ရပါတယ်အခုဆိုရင်ဖြင့်ရောင်းမလီကဒါသူ့ရဲ့တရားဝင်ဇနီးမယားဖြစ်သွားပါပြီပေါ့နော် ခုချိန်ထိရောင်းမလေးကမော့မကြည့်သေးဘူးကြည်တာတိတ်မတွေ့သေးဘူးသူအာယုံနဲ့သူပြီးဆုံးအောင်မင်္ဂလာဆောင်နေရပေါ့နော်ဒါမင်္ဂလာဆွဲချိုးပါမင်္ဂလာဆွဲချိုးဆွဲပေးရမယ်ပြီးရင်မင်္ဂလာပန်းကုန်ဆုပေးရမယ်ဒါဆိုရင်တော့ဟိုပြီးသွားပြီပေါ့နော်မင်္ဂလာဆောင်တဲ့အခမ်းအနားပြီးဆုံးပါပြီဒီဟာကတော့ပြီးရင်တော့သူတို့သားကထမင်းစားမယ် သူတို့သားကိုတမင်ကျွေးရမှာပေါ့နော်သူ့ကိုကျွေးနေတဲ့အချိန်မှာသူတို့သမီးကဟိုလိုက်သွားဖို့အတွက်နည်းနည်းပြင်ဆင်ရအောင်မယ်ပေါ့နော်မင်္ဂလာအခမ်းအနားထားမြောက်သွားပြီဆိုတော့ဒါကကိုယ့်ရဲ့ဖရားတဆူပဲပေါ့တစ်သလုံးဒါကိုဒီသက်ဆုံးထိုင်ဒီပေါင်းသိရမယ်ယောက်ျားပေါ့နော်မိန်းကလေးတွေကဒီလိုပါပဲဟိန္ဒူစတန်ဒီမိန်းကလေးတွေကရာသက်ပံကောင်းကောင်းမကောင်းကောင်းချိုးချိုးပဲ့ပဲ့ကန်းကန်းပေါ့နော်ဒါကိုယ့်ရဲ့ တစ်သလုံးပေါင်းဖက်ရမယ်ယောက်ျားပါပဲကံကြမ္မာဖန်တီးပေးလိုက်တဲ့ယောက်ျားပဲပေါ့နော်ဒါကတော့ဟိုဘယ်လိုပြောမလဲမြစ်တာကျိုးချီတာလားဘာလားတော့မသိဘူးဒါကျိုးချီပြီးတော့အပေါ်ထက်မှာဟိုပါမတရားတပ်ပုံမိသားစုတွေနဲ့သူတို့စုံတွဲနဲ့ရိုက်ရမှာပါ။ဒါရိုက်ပြီးတော့ဖြူလဲပါတာပေါ့နော်။ဖြူလဲရိုက်လိုက်ပါတယ်အမတရားတပ်ပုံ။ပြီးရင်တော့သူ့ကိုထမင်းကျွေးမယ်။ထမင်းကျွေးတဲ့အခါမှာလည်းလေ သူစားသူစားဖို့အတွက်ကိုသူတို့သူတို့မိရဲ့အမေကပတ်စံပေးရတယ်ပြီးပြီးတော့မှသူကလက်ဆေးပေးရတယ်ပြီးပြီးတော့မှသူတို့သားကသူစိတ်ကြိုက်ဖြစ်ပြီးဆိုမှစားပါတယ်တချို့ဆိုတော့တို့တော့မတို့မစားနည်းနည်းထုံးစံတော့ပဲဖဲလိုက်တာပဲရှိရပါတော့ဒါသူတို့သားကတော့တကယ်စားပြပါတယ်ဒီတကားသူလည်းဖိုက်စာနေလို့နဲ့တူပါတယ်เนาะတချို့ဆိုမစားပါဘူးငါတော့မငိုဘူးလို့ fighting လုပ်ထားတာ ကလည်းတိတ်ငိုပြတော့မဖြစ်သေးဘူးတော့ကြောင့်ခမအိမ်ရောက်တော့အလှတွေပြတ်ပြီးတော့မချောမလှဖြစ်နေမှာဆိုလို့သူ့ကိုပြန်ပြီးတော့အားပေးရအောင်ပဲကိုကိုကိုလည်း fighting လုပ်ရမယ်ကိုလည်းပြင်ပန်းနေပြီ အစာကျွေးတာမစားတော့ဘူးရသူစိတ်မကောင်းဖြစ်နေတော့ပေါ့နော်။သွားမယ်ခကြီးကဝေးတယ်၈၅မိုင်မှာဒီနေ့ကတော့မပေါင်းဖတ်ရသေးပါဘူးပြန်လာမှာပါ။ဘုမရောက်ခမအိမ်မှာလုံးဆက်ရှိတာသွားလုပ်ပြီးမိုးချုံရင်ပြန်ပို့ရမှာပါနော်။ဘုံကြီးပြောတဲ့ရက်ချက်မှာပေါင်းဖတ်ရမှာပါ။တင်ပေးအောင်မယ်နော်။လူသမီးရလက်လေးခြေောက်လေးပေါ့အမုံလေးလက်လက်လက်လေးလက်တပတ်တာလေးလုပ်ပြပါပြီ ရောင်မလေးကလှသွားပါပြီဒါပြင်ဆင်ပေးနေတာပေါ့နော်တောင်းနဲ့တောင်းမမြင်ဘူးဆိုတာလေးပေးစားတဲ့လူကြီးတွေကတော့ဓပုံကြည့်ပြီးတော့သူတို့ကပွဲစားပြောတဲ့အတိုင်းသူတို့ကလက်ခံပြီးတော့ပေးစားကြတာပေါ့နော်ဖြူတို့ကမသိပါဘူးရှင် ရလဲကိုရီကိုကြိုမပြပါဘူးဓပုံလို့ပါတော့နီးဘာလို့လဲဆိုတော့ချောတယ်လှိုက်ဆိုအကြောင်းပေါ်မချောမလောက်ဘူးဆိုရင်စိတ်ညစ်ပြီးကိုကိုတက်တည်တော့မှဆိုလို့သူတို့တော့သွားကြည့်လို့မရသေးဘူးသူတို့သားဘက်ကကင်မရာမန်အလှတပုံရိုက်မယ်တဲ့ ကြလားနိုင်နိုင်မထွက်တာလားဆန်းလိုက်ခွဲမှာဟောထားဆန်းလိုက်ခွဲတော့ဒရူတာထွက်လာတာနောက်ကြပါတယ်တဲ့เนาะ85မှန်ရလာတယ်ပြောတာပဲလာပြီးလို့ရှင်ဟိုမိဘတွေကိုနှုတ်ဆက်ကာရဝပြုတဲ့မှတ်တမ်းပြီးအမျိုးဆွေတွေနဲ့စုပြီးတော့ကာရဝပြုတဲ့ဓာတ်ပုံရိုက်တဲ့မှတ်တမ်းပေါ့เนาะအဲ့ဒါလေးတွေသူကလာပြီးတော့အပေါ်မှာလာတက်ရိုက်တာပါမှတ်တမ်းတက်ယူတာပါเนาะဒရူတာလည်းအောက်မှာလှုပ်ရှားရှိတာတွေလုပ်နေပါတယ်အဖြူကကင်မရာတစ်ခုနဲ့ အောက်မှာတော့ရိုက်ခိုင်းထားပါတယ်နော်။ဖြူကလည်းပင်ပန်းပါတယ်။ဗီဒီယိုလျှောက်ရိုက်ရတာ။သမီးတွေကလေအိမ်မှာလည်းနေလို့မဖြစ်ဘူး။ဘာလို့လဲဆိုတော့မိဘတွေမရှိတော့ဘူးဆိုရင်တို့ကပြဿနာ။ဘာလို့လဲဆိုတော့အကိုမိန်းမချွေးမတွေရှိတယ်။ချွေးမတွေကအိမ်မှာဘယင်ပဲ။ဒါအကိုရဲ့မိန်းမပိုင်သွားပြီကိုရီလည်းဒီလိုပေါ့နော်ယောက်ျားနှုတ်လိုက်ဝိုင်းဒါယောက်ျားအိမ်ကကိုရင်ဖြစ်သွားရင်အဲ့လိုသဘောမျိုးပေါ့ဟိုဒါလည်းတစ်ခုပါတာပေါ့နော်ဟိုအเจ้าမျိုးမျိုးတွေပေါ့နော်ဒီဟိန္ဒူဒလေထုံးစန်းစင်လာမှာအမျိုးမျိုးတွေရှိတယ်ရှင့် ဖြူကတော့ဦးလေးတွေဘက်ကကြည့်ရင်လည်းစိတ်မကောင်းဖြစ်တယ်။ရောင်မဘက်ကကြည့်ရင်လည်းစိတ်မကောင်းဖြစ်တယ်။ဖြူကတော့ကြတော့ချစ်လို့ယူခဲ့တာဆိုတော့လေဓာမျိုးတွေမရှိပါဘူးရှင်။တကယ်တော့လည်းဟိုမိဘကတော့မပေးစားခြင်းပေါ့နော်။ကိုယ့်ရဲ့သမီးလေးကိုပိုပြုစုပြုထောင်လာဒါမဲ့ဟိုသားသမီးကိုကောင်းစားစေချင်တာပေါ့နော်။ချမ်းသာစေချင်တဲ့စိတ်တစ်ခုလည်းပါမှာပေါ့နော်။ကိုယ့်ရှိမှမပြည့်စုံဘူးဆိုရင်ကိုယ့်သားသမီးကဒီလိုပေးစားလိုက်တယ်ဆိုကောင်းကောင်းမွန်မွန်လူနဲ့တွေ့သွားရင်ဒါပြည့်စုံသွားမှာပေါ့နော်။ ဟုတ်ကဲ့ပါဒီလိုဆက်မသားတဲ့အကြောင်းအရာလေးဒီနေ့ဒီပုံမှာဒီဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းလိုက်ရ subscribe နှိပ်ထားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ team view ဆက်ချက်လေးတွေကိုလည်းအောက်ကမှာရေးပေးသွားခဲ့ပါအောင်ခင်ဗျာ